ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့တို့ဒီခဏိတော့ Grade 12 English Unit 8မှာပါတဲ့ Second Conditional AC Grammar C ကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ Grade 10 Level 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ထားပေးဖို့ဥစွာမြတ်တရားခံပြစေဒါဆိုရင်သင်ခန်းစာလေးကိုစာလိုက်ကြရအောင် why is the second conditional second conditional ဆိုတာဘာပါလဲ okay definition ကိုယဉ်ကြည့်ကြမယ် second conditional is used to talk about imaginary area or unlikely situation in the present or future the second conditional ကိုတဲ့ imaginary စိတ်ကူးရင်တာပေါ့နော်စိတ်ကူးရင်တဲ့အခြေအနေ area အစစ်မှန်မဟုတ်တော့ unlikely situation ဖြစ်နိုင်ကြီးနဲတဲ့အခြေအနေ in the present or future အနာဂတ်မှာတော့မဟုတ်ယခုလက်ရှိအချိန်မှာဖြစ်နိုင်ကြီးနဲတဲ့အခြေအနေတွေတော့မဟုတ် မှန်တကယ်မဟုတ်တဲ့အခြေအနေတွေစစ်ကူးရင်တဲ့အခြေအနေတွေကိုပြောကြည့်ရင်သုံးတာပါတဲ့ဒါအရင်ရေးကြည့်ပါတယ် if i want the lottery ငါထိပောက်ခဲ့မယ်ဆိုရင်ね i will travel the world ငါကဘာပတ်ပြီးတော့မှခီးတော့ပြမယ်ဒါကကျွန်တော်တို့ one ဆိုတဲ့ past tense တွေကိုသုံးထားတော့ညာလဲကျွန်တော်တို့က past tense အကြောင်းကိုပြောတာမဟုတ်ဘူး present ဒါမှမဟုတ်အကြောင်းကိုသုံးတာနော်အဲ့တော့ငါထိပောက်ခဲ့မယ်ဆိုရင်ငါကဘာပတ်ပြမှာဒီနေရာမှာသုံးထားတဲ့ tense တွေက past tense နေဆိုပေမဲ့ဒါကို past tense မဟုတ်ဘူးဒါလေးကိုသိထားရမယ်အဲ့တော့ဒါဒီ စစ်ကူးရင်မျိုးတော့မှပြောတဲ့အခြေအနေတွေအမှန်တကယ်မဟုတ်တဲ့အခြေအနေတော့မှအနာဂတ်မှာဖြစ်နိုင်ချေနည်းတဲ့အကြောင်းအရာတွေကိုပြောကြည့်ရင်သုံးတာဖြစ်ပါတယ်။ Okay အဲ့တော့ဒီနေရာမှာလဲကျွန်တော်တို့ကဒီ test နေကကိုပြောချင်တဲ့အကြောင်းအပေါ်မှာမူတည်နေရဗျ။ဒီနေရာကိုကျွန်တော်တို့က first condition ကိုရေးလို့မရဘူးလား။ If I wins the lottery I will travel the world ။ကိုကထီထိုးထားပြီ။ကိုဒီထိုးပြီးတော့မှအာငါထီပေါ့ရင်တော့အဲငါ ကဘာပတ်ပြင်မယ်လို့ပြောရင်လည်းရတာပဲဗျာတို့တော်ညာလဲကိုကစစ်ကူးရင်မျိုးတော့ပြောချင်တာဖြစ်နိုင်ချင်နေတယ်ထိပေါက်ဖို့ဆိုတာအင်မတန်ဖြစ်နိုင်ချင်နေလို့ဒီလိုမျိုးကိစ္စတွေကိုကျွန်တော်တို့က second conditional နဲ့ပဲသုံးတာပါ if i want the lottery i will travel the world ဖြစ်ပါတယ်ဟုတ်ကဲ့ကြည့်ကြမယ် structure of the second conditional second conditional ရဲ့ဖွဲ့စည်းပုံကတော့ if possible would peaceful တစ်ဖက်က if က clause က past tense past tense ဖြစ်တယ်တစ်ဖက်ကကတော့ words နဲ့ base form ဖြစ်တယ်အဲ့တော့ first condition နဲ့မှာတော့ defect က present defect က will base form ဒီမှာကျတော့ second condition နဲ့မှာ if က clause က possible defect က main clause ဘက်က would base form ဖြစ်ပါတယ် example လေးကြည့်ကြအောင် if i had a car i would drive to school ငါမကားရှိမယ်ဆိုရင်ငါအကြောင်းကိုကားနဲ့သွားမှာပေါ့အဲ့တော့ခုကတော့ကို့မှာကားမရှိဘူးပေါ့ဗျာကိုကစိတ်ကူးရနေတာပဲဖြစ်ဖြစ်ဖြစ်နိုင်ကျင်နေတယ်ဆိုတာတကူဒါကကားမရှိစိတ်ကူးရနေတဲ့အချိန်ဒီပေါ့နော် okay if you can search the closets closets တွေကိုကျွန်တော်ရေးလို့ရတယ် our drive to school if i had a car ဖြစ်ပါတယ်အဲ့တော့မှတ်ထားရမှာဒီ if ka clause ဒီ possible if ka main clause ဘက်ကဒီ words နဲ့ this form ဖြစ်ပါတယ်ဟုတ်ကဲ့ပါသိကြအောင်ဆို when to use the second conditional second conditional ကိုကျွန်တော်တို့ဘယ်ချိန်မှာသုံးမလဲဒီမှာလဲကျွန်တော်တို့လေ့လာခဲ့ပြီ imaginary situation စိတ်ကူးရင်မျိုးတော့မှပြောတဲ့အခြေအနေတွေ if i were rich i would buy a mansion ငါ ချမ်းသာမယ်ဆိုရင်ငါအင်ဂျင်ငေါင်းကြီးဝင်ပါโอเคအခုတော့မချမ်းသာသေးဘူး तू ချမ်းသာခဲ့ရင်ဝင်ပါဒါကစစ်ကူးရင်မျိုးတော့ပြောတာနောက်တစ်ခုက unreal or unlikely future အစ်စ်မှမဟုတ်တော့ပြီးတော့မှ unlikely future ဖြစ်နိုင်ကြီးနဲတဲ့အခြေအနေတွေကိုပြောကြည့်ရင်တုံးတာစစ်ကူးနေလည်းပြောလို့ရတာပေါ့ဗျာ if i match taylor self taylor self နဲ့တွေ့ခဲ့မယ်ဆိုရင် our fate ငါတက်သွားမှာပဲငါမိသွားမှာမူမိသွားမှာပဲအဲအဲ့လိုဒါဖြစ်နိုင်ကြီးနဲတဲ့အကြောင်းအရာတွေပေါ့ advisor polite suggestions အတန် ူတာတော့မဟုတ်ကွာရင်ရင်ကြီးကြီးနဲ့အကြံပြုချင်တာမျိုးသုံးတယ်တဲ့ if i were you ငါမိနေမှာငါဆိုရင်ကွာ i will talk to her ငါသူ့ကိုပြောလိုက်မှာနော်โอเคသူ့ကိုရင်ရင်ဆိုင်ဆိုင် talk to her အဲ့လိုသွားဟိုခိုင်းတာမျိုးပေါ့ဗျာငါရမိနေမှာဆိုရင်ငါသူ့ကိုပြောမှာပဲအဲဒီလိုမျိုးပြောနေတာဖြစ်တယ်ဒီလိုမျိုးကိစ္စရေးဆိုရင်လည်းကျွန်တော်တို့ကဒီ second conditional ကိုပဲသုံးတယ်တဲ့ဒီနေရာမှာကျွန်တော်တို့ဝယ်သုံးတာလေးသတိထားမယ်ဒီအကြောင်းကိုဆက်လေ့လာကြမယ်နောက်တစ်ခု hypothetical questions hypothetical questions ဆိုတာလဲစိတ်ကူးရင်တကယ် လက်တွေ့မဟုတ်ဘဲနဲ့စစ်ကူးရင်တက်တက်မေးခွန်းတွေကိုမေးချင်ရင်တုံးတာတဲ့ if you had 1 million dollar မင်းမှာ1 million dollar ရှိခဲ့မယ်ဆိုရင် what would you do မင်းဘာလုပ်မှာလဲနော် if you quit me tom hunt မင်း tom hunt ကိုတွေ့ရမယ်ဆိုရင် what would you do မင်းဘာလုပ်မှာလဲဒီလိုမျိုး hypothetical question စစ်ကူးရင်တက်တက်မေးခွန်းတွေကိုမေးချင်တယ်ဆိုရင်လည်းကျွန်တော်တို့က second condition တွေကိုတုံးပါတယ်တဲ့ဒါဆိုရင် second condition တွေကိုစစ်ကူးရင်တဲ့အခြေအနေတွေမှာတုံးတယ် ဖြစ်နိုင်ကြီးနဲတဲ့အခြေအနေတွေမှာသုံးတယ်ပြီးတော့မှရရင်ကြီးကြီးအကြံပြုနေတဲ့ခါမှာသုံးတယ်ပြီးရင်စစ်ကူးရင်တက်တက်မေးခွန်းတွေကိုမေ့နေတဲ့ခါမှာသုံးတယ်တဲ့ဒါကတော့ကျွန်တော်တို့ဒီ YouTube မှာဆိုရင်လည်း game show တွေမှာဆိုရင်ဒီ hypothetical question တွေကခဏခဏပါတယ်ဗျာအကယ်၍မင်းစမငွေတန်းတန်းရှိမယ်ဆိုရင်မင်းဘာလို့မှလည်းဒီလိုမျိုးမေးခွန်းနေပေါ့ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့စစ်ကြည့်ကြအောင်လို့အစ်စံပယ်လေးတွေကိုလေ့လာကြမယ် if he studied more he would pass, he would pass the test to ပို့ပြီးတော့မှနော်လေ့လာမယ်ဆိုရင် तू စာမွေးပဲအောင်ပါနော်စာမွေးပဲအောင်ပါဒါဒီအနာဂတ်မှာဖြစ်နေတဲ့အခြေအနေကိုပြောတာဖြစ်တဲ့ if we lived near the beach ငါတို့ကမ်းခြေနားမှာနေခဲ့မယ်ဆိုရင် we would go swimming every day နေ့တိုင်းနေ့တိုင်းရေကူးတော့မယ်ဒါကစစ်ကူးရင်တာပေါ့နော် imaginary situation ဖြစ်တဲ့ if she didn't have a dog သူ့မှာ ခွေးတကောင်မရှိခဲ့ဘူးဆိုရင် she wouldn't wake up early သူစောစောနိုးမှာမဟုတ်ဘူးခုတော့သူခွေးကနိုးလို့သူ့ကိုနိုးတယ်ဘောပေါ့နော် okay if i want the lottery i will buy a big house ငါပုံမဲ့ဆိုရင်အိမ်ကြီးကြီးဝယ်မယ်ဒါလည်း imaginary situation ပဲ if i had more time i would exercise more ငါမှာအချိန်လေးပိုရှိခဲ့မယ်ဆိုရင်ငါ exercise ပိုလို့မှာပဲနော်ဒါကလည်းအဲ unlikely situation ဖြစ်နိုင်ခြင်းနည်းတဲ့အကြောင်းညာအခုတော့ဟိုသူ့မှာအချိန်မရှိဘူးဆိုတဲ့ဘောပေါ့ဗျာ if she were rich သူဒါချမ်းသာမယ်ဆိုရင် she would buy the necklace too ဒီလက်စွဲကိုသူဝယ်မှာပေါ့တဲ့ okay if i miss the bus ငါဘတ်ကားလွတ်သွားမယ်ဆိုရင် i would take a taxi ငါ taxi တွားမယ်ဒါကတော့ဘယ်လိုပြောမလဲသူ plan b အကြောင်းကိုပြောတာပေါ့နော်ဒါလည်းစစ်ကူးရင်ပြီးတော့မှအနာဂတ်ရဲ့အခြေအနေစစ်ကူးရင်ပြီးတော့မှဒီအကြောင်းစင်ကျွန်တော်တို့ဒီလက်ပြုတ်လို့ရတာပဲဗျ first condition နဲ့လည်းပြုတ်လို့ရတာပဲ if i miss the bus i would take a taxi အဲအခုတော့သူဘတ်ကာစီနေဖြစ်ဖြစ်မယ်ဘတ်ကာစီနေဘတ်ကာပေါ်မှာသူကအဲ if i miss the bus ကဘတ်ကာလွယ်မယ်ဆိုရင်လွတ်တော့မယ်ဆိုရင် i will take a taxi ငါ taxi စီးတော့မယ်သူလည်းပြောလို့ရတယ်ဒီမှာကျတော့အဲသူကစိတ်ကိုရင်မျိုးတော့မပြောတာသူရဲ့ plan b ကြောင်းလည်းပြောတာအနာဒီကားရှိလားမရှိသလားဆိုတော့သူကမသွားရဘူးသူတို့ညာလည်းသူက if i miss the bus i will take a taxi ဆိုတာ၄ကြွေကိုဘတ်ကာလွတ်တော့မယ်ဆိုရင်လည်းကိုက taxi စီးမှာလို့သူရဲ့ plan b ကြောင်းကို emergency situation ကိုပြောတာဖြစ်ပါတယ်။ Okay ဒါဆိုတော့ဆင်ပြေးလိမ့်မယ်လို့ထင်တယ်။စစ်ကြည့်ကြအောင်ဆို Where for all subject နော်ဒီ where တုံးတဲ့ WIA where တုံးတဲ့အတုံးပေါ့နော် Isabel ကြည့်ကြမယ် If she were rich she would buy the necklace သူကချမ်းသာမယ်ဆိုရင် she would buy necklace သူဒီလက်စဲကိုသူ့ဝယ်မှာဆွေးကျူကိုသူ့ဝယ်မှာ If I were you ငါမင်းနဲ့မှာဆိုရင် I be careful ငါသတိထားမှာပဲ If he were taller သူက ရဲ့ရှိပုံမှရှိခဲ့မှာဆိုရင် he will play basketball သူ basketball ကစားမှာနော်သူကအဲဒီနေရာမှာတုံးထားတဲ့ she တို့ i တို့ he တို့ ਨੇ တုံးထားတာဒီကျွန်တော်တို့ words တွေ words တွေမတုံးမနဲ့ where တွေကိုတုံးတာဖြစ်တယ်ဒီလိုမျိုး imaginary situation တွေ unlikely ဒီ situation တွေဆိုရင်ကျွန်တော်တို့ကဘာတွေပဲတုံးအောင်လဲဆိုတော့ subject နဲ့ဒီ where တွေပဲတုံးရပါတယ် in the if clause တဲ့ where is used instead of words ကျွန်တော်တို့ဒီ words အစား where ကိုပဲတုံးပါတယ်တဲ့ because ဘာကြောင့်လဲဆိုတော့ we switch the verb mood the verb ရဲ့ move ကို from indicative to the subjective ဒီ indicative ကနေ subjective mood ကိုအဲပြောင်းပေးတာဆိုတာက indicative ဆိုတာကညွန်ပြတာဗျာကိုကပြောပြတာမဟုတ်ဘူးကိုက subjective ဆိုတာကကိုကဘယ်လိုပြောမလဲဟိုစိတ်ကူးရင်တာပေါ့နော်စိတ်ကူးရင်တဲ့အကြောင်းအရာကိုပြောချင်တာ subjective ဆိုတာကမှန်းဆချက်တဘောပဲပြောတာပေါ့နော် အာ तू အခုတော့မချမ်းသာသေးဘူးဗျာ तू ကချမ်းသာခဲ့မယ်ဆိုရင်လို့ပြောကျင်တဲ့ move ကိုပြောတာဖြစ်တဲ့အတွက် where ကို what's အစာတုံးတာဖြစ်ပါတယ်တဲ့ဒီဒီ where ကိုအတုံးတာလေးကတော့ဒီကျွန်တော်တို့ second condition နဲ့မမထားရမယ်ပေါ့နော် she was i was he was မတုံးဘူး where သူ့ကိုကျွန်တော်တို့ကညွန်ပြပြောပြတဲ့ move ကနေပြီးတော့မှအဲကိုကမှန်းဆတဲ့တဲ့ဘုံကိုပြောင်းရတာကြောင့်မို့တဲ့ဝယ်ကိုပဲတုံးတာဖြစ်ပါတယ်တဲ့။ Okay ဒါဆိုရင်အစင်ပြောင်းရမယ်လို့ထင်တယ်။စိတ်ကြည်ကြအောင်ဆို Commitment stays မှားတတ်တဲ့မှားတွေ I will see her I will tell her okay ဒီလိုမျိုးကတော့ဒါအခုဒီလိုဆက်မှာတော့မနိုင်စာအကြောင်းမရှိတော့ဘူးအဲ့တော့တစ်ဖက်ကက would သုံးတာဖြစ်တဲ့တစ်ဖက်ကတော့ past တယ်ဖြစ်ရမှာပေါ့ if I saw her I will tell her if he would were harder he would succeed အဲ့တော့ဒီဖက်က if clause ပဲမှာလဲကျွန်တော်တို့က future တဘောသုံးလို့မရဘူး if he would harder he would succeed လို့သုံးမှာဖြစ်ပါတယ် okay နောက်ဆုံးကျွန်တော်တို့ practice time ရောက်ပြီ complete the present area conditioner. Present area conditioner sentences when the correct form of the verse in brackets. Okay, they are all. If the shoes fit me, I buy them. Okay, at all. If the shoes fit me, I would buy them. Panadia, Okay. If not surprise me, if he not know, blah blah blah, the answer. Okay, at all. ဒီနေရာမှာက if clause ကိုတော့မှရေးထားတာ blueway ရေးကိစ္စမရှိဘူးကျွန်တော်တို့ if ကဒီအမြဲတမ်းပဲ positive ဖြစ်ရမယ်တစ်ဖက်ကကတော့ would နဲ့ base form ဖြစ်ရမယ်ပေါ့အဲ့တော့ it wouldn't surprise me if he didn't know the answer okay i donate to my charities if i be a billionaire okay if ကကလော့စ်ကနေကိုရောက်နေတာအဲ့တော့ I would donate to many charities ပြဟိတာဖွဲ့တွေကိုပြောတာ if I were a billionaire မာဘီလီယံနာဖြစ်မယ်ဆိုရင်အများကြီးလူတန်းမှာပေါ့ if I own a car I drive to school okay if I owned a car I would drive to school ဖြစ်ပါတယ် if there ဒီဘက်ကဘာဖြစ်မလဲ where no people what happens ဆိုတော့ what will happen to the world okay ကျွန်တော်တို့မှာ question mark ကျန်တာလေ ဟုတ်ကဲ့ဒါဆိုရင်အားလုံးစီပြသွားလိုက်မယ်လို့ထင်တယ်စစ်ကြည့်ကြအောင်ဆိုကျွန်တော်တို့ summary လေးဒီ comparison လေးကိုကြည့်ကြအောင်မယ်အဲ့တော့ကျွန်တော်တို့ conditional မှာကျွန်တော်တို့လေ့လာခဲ့တာဒီ zero conditional လေးလာခဲ့ပြီ first conditional လေးလာခဲ့ပြီ second conditional လေးလာခဲ့ပြီအဲ့တော့အကယ်၍ဒီ video ကိုကြည့်နေတဲ့သူက zero conditional first conditional ကိုမလေ့လာသေးဘူးဆိုရင်ညာဘက်တော့မှာပေါ်လာတဲ့ link လေးကိုနေပြလိုက်ပါ zero conditional ကိုရောက်တော့ပါမယ်ပြီးဒုတိယပေါ်လာတဲ့ link လေးကိုနေလိုက်ရင် first conditional ကိုရောက်တော့ပါမယ်ခင်ဗျာ okay zero conditional မှာကပုံစံက if clause ဘက်မှာလဲ present တစ်ဖက်က main clause မှာလဲ present first conditional မှာက if clause ဘက်မှာက present main clause ဘက်မှာက will နဲ့ base form second conditional မှာက if clause ဘက်မှာ past simple ဒီဘက်က main clause ဘက်မှာက would နဲ့ base verb ဖြစ်ပါတယ်အသုံးနေကြတော့ zero conditional က scientific first day routine ကိုပြောချင်ရင်သုံးတာ first conditional မှာကအနာဂတ်မှာဖြစ်နိုင်ချေများတဲ့အခြေအနေတွေကိုပြောချင်ရင်သုံးတာ second conditional မှာကျတော့အမှန်တကယ်မဟုတ်တော့စစ်ကူးရင်တက်တက်ဖြစ်တော့ အခြေအနေတွေဖြစ်နိုင်ကြရင်နဲတဲ့အခြေအနေတွေကိုပြောကြည့်ရင်သုံးတာဖြစ်ပါတယ်။အစမအဖြစ် if you hit ice emerges if it rains i stay inside if i have wounds i'm flying up mountain နေရှင်ငါပြန်မယ်ဒါကအမှန်တကယ်မဟုတ်ဘူးသူစစ်ကူးရမှာပြောတဲ့အခြေအနေတွေဖြစ်ပါတယ်။ Okay ဒါဆိုရင်အားလုံးစီမံသွားလိမ့်မယ်လို့ထင်တယ်။ summary လေးကိုကြည့်ကြမယ်။အဲ့တော့ဒီကျွန်တော်တို့ second condition ရဲ့ summary ကဘယ်နေရာမှာသုံးလဲဆိုရင်အစ်စ်မှန်မဟုတ်တော့စစ်ကူးရတဲ့အခြေအနေတွေကိုပြောကြည့်ရင်သုံးတာပုံစံကတော့ if ကကလော့စ်မှာ simple တစ်ဖက်ကဒီ second clause main clause ဘက်ကက would နဲ့ base back ဖြစ်ပါတယ် we use where instead of words in formal speech ကျွန်တော်တို့ formal speech မှာတဲ့တမယိုချက်ပုံစံမှာတော့ what အစား where ကိုပဲသုံးပါတယ်လေခင်ဗျာဟုတ်ကဲ့ပါဒါဆိုရင်တော့အားလုံးစီမြဲသွားလိမ့်မယ်လို့ထင်တယ်စင်ပီတီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးတိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံးတွေ့ကြရအောင်အပတ်မကြည့်ရင် channel လေးကို like and subscribe လုပ်ပေးဖို့မေတ္တာခံပါစေ bye bye